မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2009ခုနှစ်စက်တင်ဘာလတုန်းဗရောက်ပွေတဲ့စာပေနဲ့အမှုပညာမဂ္ဂဇင်းအမှတ်26မှာဆရာကြီးမောင်တာနိုရေးသားသောပင်လုံထိတ်ထောက်ဦးရဲ့အချစ်ဦးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ ကောင်းသားဘဝမှာသူနဲ့ကျွန်တော်နဲ့တက္ကသိုလ်ချင်းမတူပါဘူး။သူကရန်ကုန် တက္ကသိုလ်ကျွန်တော်ကမန္တလေးတက္ကသိုလ်။ဒါပေမဲ့1953အောက်တိုဘာကျောင်းတလပိတ်ရေးကိစ္စမှာကျွန်တော်ကအဖမ်းခံရ။နောက်ကျောင်းထုတ်ခံရမှုလူလူသတင်းစာတိုက်မှာညအယ်ဒီတာ လုပ်နေစဉ်သူကလည်းနိုင်ငံတော်စီးပွားရေးဘဏ်မှာဝင်ရောက်အလုပ်လုပ်စဉ်မန္တလေးပို့လိုက်ရာကမျက်လေးနဲ့ကျွန်တော်မန္တလေးမှာစုံမိကြတာဖြစ်ပါတယ်။ အဲ့ဒီတုန်းကသူကပြီးတော့သားတိုက်ခတ်မှာအခန့်ရတယ်ကျွန်တော်ကတော့လူလူသတင်းစာတိုက်မှာညဖောင်းပိတ်ပြီးရင်တိုက်မှာပဲအိတ်နေကြရုံးပိတ်ရဲ့လူညများမှာမျက်လေးဟာကျွန်တော်သတင်းစာဖောင်းပိတ်တဲ့အထိလာဆောက်နေတဲ့ပြီးနှစ်ယောက်သားစိုက်ကားတစ်စီးနဲ့မန္တလေးမြို့လုံးပတ်လဲရှောက်လေကြတယ်ကျုံတောင်သွားပြီးလင်းချင်းခံကြအလင်းဆိုင်ဒီဇိုင်းဝင်စားတော့ကြတယ်ပြီးကိုယ့်အရာကိုပြန်ကြတာပါပဲ တခါတော့ကျွန်တော်တို့အတော်ညံ့နေပြီမို့အိမ်မပြန်ကျင်ကြတော့တာနဲ့မစိုးရိမ်ရုပ်ရှင်ရုံလေးကတက်ခိုရိုက်တာမှာအခက်တခန်းငှားိလိုက်ကြတယ်အိတ်ကောင်းနေတော့တဖက်ကန်းကစူတန်ပူတန်တွေကြောင့်မြှောက်သားနိုးကုန်နေဘေးဒုက္ခလူစားတွေမကောင်းတဲ့မိမတွေနဲ့လာတောင်းညံ့နေကြတာကိုကျွန်တော်တို့ဘလို့မှဆက်လက်အိပ်ပျော်ဖို့မကြိုးစားနိုင်တော့တာနဲ့အခန်းကအဆုံးခန်းကလမ်းမပေါ်ထွက်လမ်းတလားနေခဲ့ကြရတယ် မန္တလေးမှာကျွန်တော်ကဒေသခံဖြစ်လို့သူ့ကိုကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေနဲ့မိတ်ဆက်ပေးရတယ်။အားရများမှာအဲ့ဒါလိုအပေါင်းအသင်းတွေအိမ်လျှောက်လေတယ်။ဈေးကြိုးတွေတွားကြတယ်။တခါတလေတော့လည်းကျွန်တော်နဲ့လုံးဝမသိသူနဲ့ဘဲကဘလို့တိကျွမ်းထားမှမသိတဲ့အိမ်ကိုသူကခေါ်လို့ကျွန်တော်ပါသွားရတာလည်းရှိရဲ့။သူနဲ့ကျွန်တော်အဲ့ဒီတုန်းကတွားခဲ့လာခဲ့ကြုံခဲ့ရတာတွေကြားလာပြီးမှအကုန်မမှတ်မိတော့ ဒီတခါတော့သူအေးတကြီးခီးထွက်เสียရှိနေလို့နေပြောင်းရတာလားလဲမမှတ်မိတော့ပါဘူး။ဆောင်းမှုပဲဖြေဖို့လျှောက်လွားကိုကျွန်တော်ပေးခဲ့လို့တင်ပေးခဲ့ရတာကိုမှတ်မိနေတယ်။အဲ့ဒီလျှောက်လွားတင်ပေးခဲ့ရလို့တည်တည်ချာချာကြည့်ပြီးတော့မှပဲသူကကျွန်တော်ထက်လေးငါးနဲ့ကြီးမှန်းသိရတော့တယ်။အစကရွယ်သူလိုအောက်မေ့ပြီးမင်းနဲ့ငါနဲ့ပြောဆိုဆက်ဆံနေခဲ့မိတာ။နောက်တော့သူ ပြောင်းသွားရတယ်ကျွန်တော်လည်းကြောင်းပြန်ဝင်ခွင့်ရလို့တက္ကသိုလ်ကျောင်းသားပြန်ဖြစ်ရပါတော့တယ်1956ခုနှစ်စီကပါ 1959မှာတော့မန္တလေးတက္ကသိုလ်ဟာရန်ကုန်တက္ကသိုလ်လက်အောက်ခံဘဝကနေတီးခြားတက္ကသိုလ်ဖြစ်လာပါတယ်။တီးခြားတက္ကသိုလ်အကျိုးပွဲတော်ကြီးကိုကျောင်းသားနဲ့ဆရာပူတွဲပြီးချိန်ချိန်သေးကျင်းပါတော့ဖိတ်ကြားချက်အရကိုမောင်ကြီး၊ကိုချစ်စွေ၊ကိုလေးညွန်စတဲ့ရန်ကုန်ကအမှုပညာရှင်တွေမန္တလေးတက္ကသိုလ်ကိုတပြုံတမကြီးရောက်လာကြတဲ့အခါမျက်လေးလဲပါလာတယ်။အောင်မင်္ဂလာကျောင်းဆောင်ကျွန်တော်ခန်းကကျွန်တော်ကရင်ပေါ်မှာအားလျားမှောက်လျက်သူတီးခြားတက္ကသိုလ်တချင်းရေးပေးသွားတာကိုမြင်ရောက်မိတယ် ကဘာတုံရမယ်ကြီးမားချက်ဘဟုယတနာဘုံအလှရဲ့တီးကြားတက်ကတူပြူခဲရခဲစဲနဘေးထက်စကလုံးလေးတွေဟာသူ့ဖောင်တိန်ထဲကနေစာရွက်ပေါ်ကိုဘာမှအားထုတ်မနေရပဲလွယ်လင့်တကူလှိမ့်ဆင်းလာသလိုစီးကြလာတာကိုတန်တော်တွေ့ရတယ်။သူ့တချင်းရည်တာကိုပထမဆုံးကို တွေ့မြင်မှုရတာပါပဲ။မနေ့ကျတော့တပ်မခရုံကန်းကိုတွားကြတာစံနေရာမှာထိုင်နေတဲ့ ိုချစ်စွေကိုသူကပါဇက်ကဆိုပြကိုချစ်စွေကစတန်နီယာနဲ့လိုက်ပြီးအချို့နေရာတွေမှာအတန်ကိုပြုပြင်ပြီးဒီလိုနဲ့တချင်းစာသားကိုအတန်ထည့်ကြတယ်နောက်တော့ကျောင်းသူကျောင်းသားလေးတွေကိုတင်ပြီးသူရုပ်ရှင်နဲ့ရောက်သွားတော့ကျွန်တော်ကလည်းအလွတ်ပညာကျောင်းဆရာနဲ့မန်းခေသတင်းစာအယ်ဒီတာဖြစ်နေပြီပင်လုံထိတ်ထားဦးမန္တလေးမှာတင်တော့သူကျွန်တော်စီဦးရဖားရပြေးလာကကျွန်တော်တပည့်လေးတွေကိုရုပ်ရှင်ကြည့်ခိုင်းပေးဖို့ပြောပြီးရုပ်ရှင်လက်မှတ်ချိုးပေးသွားတယ် ဗန္ဒလေးမှာတခါတည်းရုံဘော်ကစစ်မသွားရပဲနောက်နေ့ဆက်ပြရမှာနေက15မှာမူလို့ပြောပါတယ်ကျွန်တော်လဲကျွန်တော်တပည့်လေးတွေကိုလက်မှတ်တွေပေးပြီးအကြည့်ခိုင်းရတယ်တရင်စာလိုက်ကအလုတ်သမားလေးတွေကိုလည်းလှုပ်ပေးတယ်မစိုးပါဘူးရည်ရွယ်ချက်အောင်မြင်ပါတယ်နေကလာငှားသွားပါတယ်ပင်လုံးထိထားဟုဆိုတာရုပ်ရှင်ဖြစ်မပေါ်မီကပဲတချင်းဖြစ်နေတက္ကသိုလ်ကျောင်းသားလူငယ်တွေချာမှာထင်ရှားကြော်ကြပြီးသားပါ ပေလုံထိတ်ထားဦးတခြင်းစာသားလေးတွေဟာဗြေဒရစ်စန့်ကျင်ရေးအရင်းရှင်စန့်ကျင်ရေးလူရန်စားခွဲခြားမှုစန့်ကျင်ရေးစတဲ့ခေတ်ရဲ့ပေါ်ပင်နိုင်ငံရေးအယူအဆများနဲ့အလွန်အဆွေစတဲ့လူငယ်လူရွယ်သဘာဝစိတ်ကူးရင်ကလေးတွေနဲ့ရင်မှုတာယာနေတဲ့ခေတ်လူငယ်ကလေးတွေကိုဖန်ဆားနိုင်ခဲ့တယ်။ခေတ်လူငယ်တအူးများဖြစ်တဲ့မြက်လေးဖို့လဲဒီတခြင်းနဲ့ဒီရုပ်ရှင်ကားတို့ဟာသူ့လူငယ်စိတ်ကူးရင်ကလေးတွေရဲ့အခြေအူပါပဲ။သူဆိုတာကလည်းအချစ်ဦးနဲ့ပေါင်းရခဲ့ပါတယ်။အများသိကြတဲ့အတိုင်း နောက်ရုပ်ရှင်ကားတွေမှာတော့မျက်လေးတည်ငိမ့်လာတယ်။ပရိသတ်နှစ်ချိုင်အားပေးတဲ့မင်းသားတယောက်ဖြစ်လာတယ်။သူမန္တလေးကိုရုပ်ရှင်လာရတဲ့အချိန်ကျွန်တော်နဲ့တွေ့ရအကူအညီလေးပေးရတယ်။ပန်းပန်လေးကပါရိုက်တုန်းကဆိုရင်အငိမ့်ပွဲပရိသတ်ဖြစ်ကျွန်တော်တပည့်တွေကိုစတူဒီယိုထဲလွှတ်ပေးခဲ့ရတယ်။သူအကြောင်းပြုပြီးတော့ပဲကောလိပ်ဂျင်တွေဝဲလို့ရုပ်ရှင်သရုပ်ဆောင်နဲ့ကျွန်တော်တည်ကျွမ်းခဲ့ရတယ်။1969မှာကျွန်တော်ရန်ကုန်ပြောင်းလာခဲ့တယ်။အမေကျောင်းဆရာကြီးတို့မောင်စွမ်းရီတို့လိုတမျိုးတဲ့နေတွေဖြစ်စုံရကြုံကြရတော့တယ်။ သူတို့တွေနဲ့ပဲဒလဘတ်အလဲသွားခဲ့တာမှတ်မိနေတယ်။အပြန်မှာတမန်လေးနဲ့မြစ်ကိုကူလာကြတော့အမေเจ้าဆရာကြီးကမြက်လေးရေးခဲ့တဲ့ကြောင်းသားတခြင်းရင်းရင်းရေးတခြင်းတွေအပတရစူပြနေတဲ့အခါမြက်လေးကခေါင်းထင်းငိမ့်ငိမ့်နဲ့တချို့ကိုငါတော့မမှတ်မိတော့ဘူးလို့ပြောပြပါတယ်။ဒီလူတွေနဲ့ပဲထင်ပါရဲ့ကျွန်တော်စုလေတိုက်ခတ်မှာစုံမိကြရမှာတော့ကျွန်တော်တို့အတော်ကလေးအပြင်းထန်ဆွေးနွေးဖြစ်ကြသေးတယ်။မြန်လေးကနိုင်ငံကျော်တချေးဆရာကြီးတူကိုဆွဲဆောင်ရပုံကိုကြီးဖြစ်ချီးကျူးတယ်။ ကျွန်တော်တို့ကအဲ့ဒီပုံကိုကြီးဟာဆွဲစုံရခြင်းရမယ်ပါရမီရှင်ဂျီနီယတ်တော့မဟုတ်ဘူးလို့တင်ပြတယ်ဒီလိုနဲ့အတော်ကလေးအခြေတင်ပြောကြရတယ်ဒီလိုပါပဲကျွန်တော်တို့ဟာအမြဲတမ်းသဘောတူညီနေကြတာတော့မဟုတ်ချေဘူးအယူဆတူတာလည်းရှိမတူတာလည်းရှိတာပဲမတူတာကိုကျွန်တော်တို့အချင်းချင်းငင်းခုန်ကြရလေရှိပါတယ်ငယ်ငယ်ကလေးကမျက်လေးနဲ့တငယ်ချင်းမိတ်ဆွေဖြစ်ပေါင်းသင်းလာကြရမှာကျွန်တော်တို့တွေဟာအเจ้าအရာတော်တော်မျိုးစုံကိုပြောပြဆွေးနွေးပြပါတယ် ရင်းချိမှုမှုပညာနဲ့ပတ်သက်တာတွေနိုင်ငံရေးယူဆတွေလူတွေရုပ်ရှင်မှာတော့သူပြောတာကျွန်တော်တို့ကနားထောင်ရတာများတာပါပဲတခါကတော့သူစီကရုပ်ရှင်ကြောင်းစာအုပ်တုပ်ကိုကျွန်တော်ကယူဖတ်နေစဉ်စာပေမိတ်ဆွေတူကကျွန်တော်စီကအတင်းအဓမ္မယူသွားတယ်ပြီးပြန်မပေးတော့ဘူးကွယ်ရမှာတော့အဲ့ဒီစာအုပ်ကြီးတစ်ကိုင်းကိုင်းနဲ့ကမ္ဘာရုပ်ရှင်ကြောင်းတွေကျဲကျဲလုံးလုံးလုံးနေတော့တယ်လို့တချို့ကပြန်ပြောပြတယ် ခုတော့သူလဲဆုံးရှာပါပြီ။မြက်လေးနဲ့ဒီလိုအကြောင်းအရာမျိုးစုံဆွေးနွေးဖြစ်တော့လဲမဆွေးနွေးဖြစ်တာကတော့ပါသာရေးပါပဲ။သူ့ဘာသာရေးကိုကန့်ဆိုင်တမန်လဲသတိမထားမိဘူး။သူ့လိုကိုလိုပဲတမန်ကရှန်ကဗုဒ္ဓဘာသာမြန်မာလူမျိုးတူလိုပဲထင်ခဲ့မိတယ်။ကျွန်တော်ဘုဒ္ဓထောင်ဖျားလန်းအရာကိုရောက်သွားတော့မှပဲကို့လူကညံ့နေညံ့နေဆိုရင်ကျွန်တော်တို့နားကရွှေဘုံဝင်ဖျားကိုရောက်လာပြီးပတိစိတ်လေးရှိတာကို သိရတော့တယ်ရွှေဘုံဝင်ဖျားဆိုတာကလည်းညံ့နေရောက်ပါလားဆိုမှဖြင့် ပရိစိတ်သူအဋိဒံဝင်သူတွေနဲ့အင်မတန်စီကားတဲ့ဖျားပေးကလားကျွန်တော်ဆယ်တန်းကျောင်းသူကျောင်းသားတွေကိုအင်္ဂလိပ်စာသင်စဉ်ကမြက်လေးဟာသူ့သမီးတွယ်တွယ်ကိုကျွန်တော်သင်တန်းမှာလာအပ်ပါတယ်အဲ့ဒီနှစ်ပဲသမီးကဆယ်တန်းအောင်သွားတော့မြက်လေးကျွန်တော်ကိုပြောလို့မဆုံးကျေးဇူးတင်နေတယ် တမိတက်ကတူရောက်သွားတော့ဒါနှင့်စရာကြောလိုက်လို့တွယ်တွယ်ကိုခိုင်းနေတယ်။မြက်လေးဟာငယ်စဉ်ကသူ့မိခင်ကိုအင်မတန်ချစ်တယ်။အထူးအလေးပေးတယ်။ငါမာတာရဇင်သမားကွာလို့ကြွေးကြော်လေးရှိတယ်။သူ့လည်းကြတော့လေသူဟာဖခင်ကောင်းတယောက်ဖြစ်ဖို့ကြိုးစားခဲ့တယ်လို့ဆိုရလိမ့်မယ်။တခါကပဇွန်တောင်ဆိုင်တဆိုင်ကအပြန်မှာအိမ်အတွက်ဆိုပြီးစီချက်ခောက်ဆွဲတုပ်ကလေးတွေဝယ်သွားတာတွေ့ဘူးတယ်။အခုတော့သူ့ချစ်တဲ့မိသားစု သူ့ချစ်တဲ့တေဂီတာ သူ့ဖတ်ရခဲ့တဲ့ရုပ်ရှင်လောကကိုမျက်လေးစွန့်ခွာသွားခဲ့ပြီသူ့ဇာပနာကိုပို့ဆောင်တော့သူ့အပေါင်းအသင်းတွေတိဂိတာကလူတွေပြည်သူတွေဝဝက်ကွဲလာကြလို့ကြည်တူးမိရရဲ့ဥအောင်လွင်ကလည်းလို့ရုပ်ရှင်သမားမတွေ့မိတာကိုတော့စိတ်မကောင်းဘူးရုပ်ရှင်သမားဆိုတာဒီလိုလူတွေကိုလို့တော့အတွေးဝင်မိရဲ့ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစေရှင်။